င်္ဂလာပါရှင် MBB ရဲ့တနေ့တာအညာမြေတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူဟိန်ကျဲပါ ပြီးခဲ့တဲ့မလ28ရက်ကစကိုင်းမြို့အနေကိုဗိုလ်ဟုပြုလုပ်ခတ်ခဲ့တဲ့အင်အား9.9အဆင့်ရှိတဲ့ငလင်လုတ်ခတ်မှုဟာဒီကနေ့မှတလားပြည့်ခဲ့ပြီးဖြစ်ပေမဲ့ငလင်ရဲ့ဗိုလ်ချက်မှအေရိယာတွေဖြစ်တဲ့မန္တလေးစကိုင်းမှာရှိတဲ့ငလင်ဘေးသင့်ပြည်သူတွေဟာအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြဆဲဖြစ်တယ်လို့ငွေကြေးအကူအညီတွေလိုအပ်နေတယ်လို့ကိုကြီးထောက်ပံ့ရေးလှုပ်ဆောင်နေသူတွေနဲ့ရုပ်ခံတွေကပြောပါတယ် ငလေလောက်ခတ်မှုတလားပြေးခဲ့ပြီဖြစ်ပေမဲ့မန္တလေးမြို့စကိုင်းမြို့မှာရှိတဲ့နေအိမ်နဲ့အဆောက်အုံပြိုကျပျက်စီးတာတွေကိုရှင်းလင်းရေးလှုပ်ဆောင်မှုနဲ့အဆောက်အုံတွေအောက်ကြန့်ရှိနေသေးတဲ့ရုံလောင်းတွေရှာဝေထုတ်ယူမှု မပြီးသေးတာကြောင့်ဆက်လက်လှုပ်ဆောင်နေရဆဲဖြစ်ပြီးအများစုကပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုမစတင်နိုင်ကြသေးဘူးလို့မြို့ခံတွေကပြောပါတယ်ငလင်ကျောင်းနေအိမ်ထိကပျက်စီးသွားခဲ့တဲ့မန္တလေးမြို့ခံတွေအနေနဲ့ငွေကြေးတက်နိုင်သူတွေကမြို့ကနေပြောင်းရွှေ့သွားတာ နေချံဝင်းကိုရောင်းချပြောင်းရွှေ့သွားတာတွေရှိသလိုငွေကြေးအဆင်မပြေသူအများစုဟာယာယီကယ်ဆယ်စကန်တွေမှာဆက်လက်နေထိုင်နေကြရသလိုတချို့ငလင်ဘေးတင်ပြည်သူတွေကတော့ကိုယ့်ရဲ့နေအိမ်တွေမှာပြန်လည်နေထိုင်ကြရတွေလည်းအများအပြားရှိနေရလို့မြို့ခံတွေကပြောပါတယ်။လက်ရှိမှာမန္တလေးနဲ့စကိုင်းမြို့ကငလင်ဘေးတင်မြို့ခံပြည်သူတွေဟာသူတို့ရဲ့ပျော်ကြပျက်စီးနေတဲ့နေအိမ်တွေကိုကိုထုကိုထားနဲ့ရှင်းလင်းနေကြဆက်ဖြစ်သလိုနေအိမ်တလုံးရှင်းလင်းမှာကအဆောင်အအုံအမျိုးစားပေါ်မူတည်ပြီး စက်သိန်း၁၀ကြီးကုန်ကြနေရလို့မြို့ခံတွေကဆိုပါတယ်။ငလင်ဘေးတဲ့မန္တလေးနဲ့စကိုင်းမြို့ပေါ်ကရက်ကတိထဲမှာနေရင်ထိခိုက်ပျက်စီးခဲ့တဲ့မြို့ခံပြည်သူအများစုဟာကိုထူကိုထားနဲ့ရှင်းလင်းရေးတွေလှုပ်ဆောင်နေကြတာဖြစ်ပြီးရှင်းလင်းဖို့ငွေကြေးမတတ်နိုင်သူတွေကတော့ငွေကြေးလိုအပ်ချက်အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့မြို့ခံတွေကပြောပါတယ်။ ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကငလင်ပေးတန်တဲ့ပြည်သူတွေကိုထောက်ပံ့ပေးတဲ့အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေကိုငလင်ပေးတန်တဲ့ပြည်သူတွေအများစုမရရှိသလိုအခြားသူတွေလည်းတဲ့ရောက်ရှိနေတာတွေအများအပြားရှိနေရဲ့လို့ဒေသခံတွေကပြောပါရယ်မလာ28ကစကိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ 9.9အဆင့်ရှိတဲ့ပြင်းထန်တဲ့ငလင်းနဲ့ကြောင်းလူထိခိုက်သေဆုံးပြီးနေအိမ်အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တဲ့မန္တလေးမြို့နဲ့စကိုင်းမြို့ကငလင်းပေးတန်တဲ့ပြည်သူအများစုဟာ UN အဖွဲ့အစည်းဖြစ်တဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP ကထောက်ပံ့ပေးတဲ့အရေးပေါ်စားနပ်ရိက္ခာတွေမရရှိကြဘူးလို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီလိုအထောက်ပံ့ပစ္စည်းတွေကိုငလင်ဘေးဒဏ်နဲ့ပြည်သူတွေမရရှိပဲငလင်တန်ဆူဆူရွရွမခံစားရပဲငလင်ဘေးကနေကင်းလွတ်တဲ့သူတွေလက်ထက်မှာသာအဆိုပါအရေးပေါ်ကုညီထောက်ပံ့ရေးပစ္စည်းတွေရောက်ရှိနေတာတွေ့ခဲ့ရတယ်လို့လည်းမြေပြင်ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေတဲ့မန္တလေးမြို့ကန်ကအမတ်ပီကိုပြောပါရတယ်။လက်ရှိမှာကမ္ဘာစားနေရိတ်ကအစီအစဉ် WFP ကအရေးပေါ်စားနေရိတ်ကထောက်ပံ့ပေးတဲ့ပစ္စည်းတွေထဲမှာအာဟာရဖြစ်ပေးနိုင်တဲ့45 biscuit အထုပ်တွေပါဝင်တာဖြစ်ပါတယ်။ အဲ့ဒီ base ကအထုပ်တွေကိုငလင်းဘေးတန်နဲ့ပြည်သူတွေစီအခမဲ့ဖြန့်ဝေပေးရမှရရှိထားသူတွေကတဆင့်ပြန်လဲရောင်းချတာတွေရှိနေရဲ့လို့လူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပြီးအဲ့ဒီလိုရောင်းချတာတွေတွေ့ရှိပါကချက်ချင်းအေးအေးယူသွားမယ်လို့လဲ UN က AB 24ရဲ့မှာထုတ်ပြန်ထားပါတယ်ဒီဘက်လူအပီရဲ့ base code ပြဿနာဟာဘယ်နေရာရောက်ရောက်မကြခဏပြဿနာတက်လေရှိတယ်လို့လဲ NGO လုပ်ငန်းတွေလှုပ်ဆောင်ခဲ့ဘူးသူတို့က MFB ကိုပြောပါရတယ်။ အခုလို WFP ကငလင်ပေးတန်တဲ့ပြည်သူတွေကိုအရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ပေးရမှာငလင်ပေးတန်တဲ့ပြည်သူတွေအနေငယ်သာရရှိပြီးအများစုမရရှိကြတဲ့အပေါ်မှာလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့မြေပြင်စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အပေါ်မှာဝေဖန်မှုတွေလည်းလူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ စကိုင်းတိုင်းကလေးမျိုးနယ်တောင်ပိုင်းကြံတာကျေးရွာကိုစိုးစုတက်တွေက၃ရက်တာအင်အားအလုံးအရင်စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစိုးစုတက်ဖွဲ့ဝင်20ယောက်သေဆုံးကလက်နက်ရှစ်လက်သိမ်းဆည်းရရှိခဲ့တယ်လို့ဒေသခံစေးသတင်းမြစ်တွေက MP ကိုပြောပါရယ်စိုးစုတက်တွေကကလေးတောင်ပိုင်း ဟန်တော်ရီကျေးရွာကနေကျန်သာကျေးရွာကိုအင်အား300ကျော်နဲ့အေဘီလာ25ရက်ကနေ28ရက်ထိ3ရက်တာစစ်ကြောင်း2ကြောင်းခွဲဝင်ရောက်လာတာကြောင့်တော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ချင်းမျိုးသားတအူ CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကပြောပါတယ်တိုက်ပွဲအတွင်းစိုးစုသိဆုံးပြီးလက်နက်တချို့သိမ်းဆီးရရှိခဲ့ပေမဲ့စိုးစုတပ်ဖွဲ့ဝင်တွေဖမ်းမိတာတော့မရှိဘူးလို့ဆိုပါတယ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်စုံစုတက်တွေကတိုက်ပွဲမဖြစ်တဲ့အခြားရွာ၅ရွာကိုလည်းလေကြောင်းအသုံးပြုပြီး Jet Fighter တိုက်လေရင်နဲ့ဘုံကျဲကဆက်လက်နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၆ဦးသေဆုံးက10ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းအကူအညီပေးနေတဲ့ဒေသခံတို့ကပြောပါတယ်ဒါအပြင်ဖုံးကြီးကျောင်းနေအပောင်ဝင်အဆောင်15လုံးကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့အကူအညီပေးနေသူတွေကပြောပါရယ်။ကလေးမျိုးမှာအာနာသိမ့်ပြီးတဲ့နောက်စောစုဘုံကျဲတက်ဖြတ်မှုအပောင်ဝင် ဒီလမ်းပေါင်းစုံနဲ့တက်ပြက်လို့သေဆုံးသူအရတားပြည်သူ400ကျော်ရှိပြီးတောတောင်တွင် စပင်းရှောင်နေရသူ9000ကျော်ရှိတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်ဆက်သက်လီရီဟာတနအိမ်ပိုင်း60နေပါသည်လင်းမြအောင်ပြန်တန်းနိုင်တယ်လို့အလေးချိန်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်မြင်းပေ18000အထိလည်းပြန်တက်နိုင်ပါတယ်ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါအင်ဂျင်ဆက်တန်ပန်ကာကြံကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ ဆက်သက်လေးဒီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ လူထုထက်တဲ့နေရာနဲ့စီရီအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုဒီပြူရှောင်ရှားပါ